လီဝန်ဒေါစကီအထွတ်ဟယ်ရီကိန်းအချက်ရောဘတ်လီဝန်ဒေါစကီ38နှစ်ပြည့်ပြီးနေပြီဆိုတာလူတိုင်းသိကြမှာပါဒါပေမဲ့ငါမအိုသေးဘူးဆိုတာကိုင်းထဲမှာကိုယ်တိုင်ပြသနေတော့မှာပဲဘောလုံးရဲ့သဘောတဘာဝအရာတော့ဘာဇီလိုနာဟာလီဝန်ဒေါစကီရဲ့နေရာကိုအစားထိုးဖို့စီစဉ်နေပြီလို့သတင်းတွေထွက်နေပါတယ်လီဝန်ဒေါစကီဆိုတာတကယ်ကံဝင်ပဲဘိုင်ယန်မြူနစ်မှာ10နှစ်စတိုက်ကစားခဲ့တယ်344ကိုဝန်ဒက်စလီက၈ကြိမ်ချန်ပီယံစ်လိဒ်2ကြိမ်နဲ့ကြားနိုင်တဲ့များအကုန်ရခဲ့တယ်။2020ဘာစီလိုနာကိုရောက်လာတော့လေ 108ကိုတွင်းထားပြီးဒီဖလားနှလုံးအပြင်အခြား domestic ဖလားတွေကိုလည်းတစ်လုံးစီရယူပေးထားနိုင်ခဲ့တယ်။ဘာစီလိုနာအသင်းရဲ့ financial crisis ကာလဗဂျက်မရှိတဲ့အချိန်မှာတည်ငြိမ်မှုနဲ့ရပ်ဆက်မှုကိုယူဆောင်လာပေးခဲ့တယ်။ဒါပေမဲ့သူ့စာချုပ်ကနောက်ຫນွေရသည်မှာကုန်တော့မယ်။အစားထိုးဖို့နာမည်ထွက်လာတာက Hurricane ဟုတ်ပါတယ်။ Lewandowski ကိုရောင်းချခဲ့တဲ့ Bayern ကပဲအခုသူတို့ရဲ့နံပါတ်6တိုက်စစ်မှုကိုထပ်ရောင်းအောင်မဲ့သဘောပါပဲ။ဘောလုံးလောကကတခါတလေရေစရာကောင်းပါလေ။ဒီနှစ်ယောက်က နောက်ဆုံး၁၀နှစ်လောက်ကအကောင်းဆုံးနံပါတ်6တွေဆိုတာအားလုံးလက်ခံထားပြီးသားပါတကယ်လို့ဘာဂျီလိုနာကိုကိန်းပြောင်းသွားမယ်ဆိုရင်ဘာတွေပြောင်းလဲသွားအောင်မလဲကိန်းနဲ့လီဝန်ဒေါစကီကိုသူပလာပိုင်းရှင်မယ်ဆိုရင်တော့ရှင်ရက်စရာတော့မရှိပါဘူးလီဝန်ဒေါစကီကကလပ်ဘက်မှာစုစုပေါင်းဖလား32လုံးယူထားပြီးပါပြီကိန်းကတော့2025ရောက်မှပဲပထမဆုံးဖလားနှစ်ခုရခဲ့တယ်ဒါကဟယ်ရီကိန်းရဲ့အပြစ်တော်လည်းမဟုတ်ပါဘူးတော်တင်ဟမ်မှာသူ့ရဲ့ကစားသမားဘဝကနစ်မွန်းခဲ့ရတာကို ဒါအပြင်အဓိကစုဖလားတွေကိုအမြဲတမ်းလက်တကန်အကွာမှာရှုံးနေခဲ့ရတာလဲကိန်းမှာပဲအင်္ဂလန်နဲ့လည်းယူရိုဖိုင်နယ်တက်ပြီးရှုံးခဲ့ရသေးတယ်။ဝင်းကိုးနဲ့ဖန်တီးမှုပိုင်းမှာကြတော့ဇလန်းကပြောင်းသွားတယ်။ကလပ်ဘက်မှာလီဝီက618ဂိုးနဲ့ဂိုးဖန်တီးမှု155ကျိန်၊ကိန်းက415ဂိုးနဲ့ဂိုးဖန်တီးမှု108ကျိန်လုံးပြထားနိုင်ပါလေ။ပွဲတိုင်းမှာပြန်မြအားဖြင့်လီဝီက0.95ပါဝင်ပတ်သက်မှုရှိပြီးကိန်းက0.84ရှိနေပါတယ်။တိတ်တော့မကွာပါဘူး။ ။အရာဒီမှာတော့ကိန်းကဘွန်ဒက်စ်လီဂါ10ပွဲ73ဂိုးသွင်းထားတယ်။လီဝီကလာလီဂါမှာ9ပွဲမှာ9ဂိုးသွင်းထားနိုင်တယ်။နှစ်ယောက်စလုံးကထိပ်တန်းအဆင့်မှာရှိနေကြတော့မှာပဲ။ဒါပေမဲ့ကွာချားချက်ကြီးကဘလို့ဂိုးတွေသွင်းလဲဆိုတာမဟုတ်ပါဘူး။ဘောလုံးကိုဘလို့ကင်တွေ့မလဲဆိုတာမှရှိနေပါတယ်။လီဝန်ဒေါစကီကတကယ်ကနဝင်ဗဟိုတိုက်စစ်မှုခန်စစ်ကိုအမြဲနှိုးဆွနေမယ်။ပန်နဒီအေရီယာမှာအသက်ရှင်မယ်။ခွင့်အရေးတိုင်းကိုအပြတ်အသတ်အဆုံးသတ်မယ်2018ကစပြီးလီဂို238ကို အဲ့ဒီတက်က182ဘိုးက open play ကနေရခဲ့တာပါ harry kane ကစားဖို့ကြတော့တမျိုးထူးဆန်းနေ2018ဆက်ရှိအဲ့ဒီအချိန်အတော်တွင်ဒီကို210ရှိထားပေမဲ့ဘိုးဖန်ဒီဘူး53ချိန်လုတ်ထားပေးတယ်အခွင့်အရေး328ချိန်ဖန်ဒီပေးထားတယ်သူကခံစစ်ပြိုင်ဘက်လိုင်းကြားတဲ့ကိုတိုးဝင်လေးရှိပြီးအသွင်းပေါ်တွေကိုအသက်ရှူချောင်းအောင်လုတ်ပေးတဲ့လောင်းဘောကောင်းကောင်းပေးနိုင်တယ်ပြိုင်ဘက်ခံစစ်တကြောလုံးကိုချိုးဖြတ်ပေးနိုင်တယ်အဲ့ဒီရှစ်ရာသီလုံးဒီဘက်မှာ through ball က 58ကျိန်နဲ့ဂိုးဖန်တီးမှုလုပ်ပေးထားတယ်။လောင်ဘောအကျိန်450အထိပေးပို့ထားပြီးအခွင့်အရေးတွေကိုဖန်တီးပြထားခဲ့တယ်။ဒီဝီက through ball 29ကျိန်ပဲရှိတယ်။ခန်းစစ်ကိုဖိအားပေးပုံချင်းလည်းမတူပါဘူး။ဂိန်းကပြိုင်ဘက်ခန်းစစ်ကို modern ဘောလုံးနီးစနစ်အတိုင်းဆွဲထုတ်ခြင်းနဲ့ဘောလုံးကိုနောက်ကနေမတက်လာအောင်ပိတ်တယ်။လီဝီကတော့အမြဲတမ်းခန်းစစ်လိုင်းအမြင့်ဆုံးမှာနေပြီးခန်းစစ်နှစ်ယောက်ကိုတစ်ချိန်လုံးဖိအားပေးထားနေတယ်။လွယ်လွယ်ပြောရရင်ဘောလုံးစောင့်ကစားတတ်သူနဲ့ ဘောလုံးကိုလိုက်ရှာကစားတတ်သူလို့မြင်အောင်ကြည့်လို့ရပါတယ်။ဂိမ်းကိုဘာစီလိုနာကစားခွက်တွေထည့်လိုက်ရင်လမင်းရမယ်နဲ့ရာဖင်ညာတွေနောက်ကျန်နေတဲ့နေရာလူတွေကိုပိုကျဲသွားမယ်။ဘာလို့လဲဆိုတော့ပြိုင်ဘက်ကစားသမားတွေသူ့ကိုလိုက်ပြီးဖိအားပေးဖို့ချစ်တက်လာရမယ်။ပက်ဒရီ၊ဖရန်ကီဒီအောင်နဲ့ဂါဗီရိုရဲ့ထရိုင်ဂယ်ကဘောလုံးကိုအလဲကားနေဖြန့်ပေးနိုင်မယ်။တကယ်လို့ဂွာဒီယိုလာချစ်က Force 9ကိုပြန်တတိရချင်တယ်ဆိုရင်ဂိမ်းကအဲ့ဒီပုံစံကိုပြန်ယူလာနိုင်တဲ့သူပါပဲ။လီဝန်ဒေါစကီကတော့အနားယူအောင်မှမဟုတ်ပါဘူး။ ေးစိမီလန်လိုကလပ်တွေကစောင့်ကြည့်နေတယ်လို့လည်းကြားရပါတယ်။ Serie A ကခြေနဲ့နဲ့ကျသွားပေမဲ့ဘောလုံးညံတဲ့ဂိုးသွင်းနိုင်စမ်းမကျသေးတဲ့တိုက်စစ်မှုတွေအတွက်အိမ်ကောင်းယာကောင်းတစ်ခုပါပဲ။ဒါကြောင့်အသက်38နှစ်ရှိပြီးဖြစ်တဲ့ဂိုးသွင်းဆက်ကြီးကနေအသက်32နှစ်အရွယ်ဂိုးသွင်းပြီးဖန်တီးလို့လည်းရတဲ့ရှေ့မကျနောက်မကျဆက်ကိုပြောင်းတာအချိန်ကိုင်းကြလွန်းတယ်လို့ပြောရပါမယ်။နှစ်ယောက်စလုံးကတော့တိုက်စစ်မှာပြိုင်ဆန်ရှားတဲ့ဂန္ဓဝင်တွေပါ။ဖြစ်မတူသလိုပုံစံလည်းမတူပါဘူး။ ဒါပေမဲ့တကယ်လို့ဒီတရင်တွေကအမှန်ဖြစ်လာခဲ့မယ်ဆိုရင်ကမ်နောင်းမှာနံပါတ်6အရွေတစ်ခုကိုအချို့ဆုံးနဲ့မြင်ရပါတော့မယ်။